အရှိဘက်မှရွေလျားလာတဲ့လေပွေလိုင်းများရဲ့အချိန်တွေဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့လေပြင်းနဲ့ရှံဝဲရဲ့အချိန်ကြောင့်နိုဝင်ဘာလ၁ရက်နေ့မှ၆ရက်အတွင်းဒိုင်းနေပြည်နယ်များမှာရှိတဲ့အချို့ဒေသများမှာနေရာကွက်ပြီးမိုးကြီးခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမူလဝတ္တနှင့်စလားဗေဒညွှန်ကြားမှုအစည်းအဝေးကအထူးမူလဝတ္တသတင်းအနေနဲ့ထုတ်ပြန်ပါသည်။ ထုတ်ပြန်ကြရရာအရှိဘက်မှရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းကပ်ပလီပေလေပြင်မြောက်ပိုင်းနဲ့၎င်းနေဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပေလေအော်အရှိအလဲပိုင်းတို့မှာဖြစ်ပေါ်လာတဲ့လေပြင်းနဲ့ရေဝန်းရဲ့အရှိန်ကြောင့်၎င်းနိုဝင်ဘာလ၁ရက်နေ့မှ၆ရက်အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရော်တိုင်းဒေသကြီး၊တနင်္လာတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ကြုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးကျင်းများဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်။မြမကံရွယ်တလျှောက်နဲ့ကဲလွန်ပြည်နယ်ပြည်တို့မှာတခါတရံမိုးသက်လီပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ကြောင်းမိုးသက်လ နေပြင်ကြစဉ်ရေပြည်မြေပြင်လေဟာတနအီလင်းမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ကြောင်းလိုင်းအမြင့်မှာမြမကဲရွတချောင်းနဲ့ကဲလွန်ပင်လေပြင်တို့မှာ10ပေမှ10ပေခန့်ရှိနိုင်ကြောင်းသိရပါတယ်။ အဲ့ဒီအတွက်ကြောင့်မိုးတိထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်း၊မိုးတိကြွေခြင်း၊လျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝပေးရနေများဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေတာများမှာရှိတဲ့ကုန်းမြင့်ဒေတာအနည်းမှာနေထိုင်ကြသူများအနည်းနဲ့မြေပြိုမှုအနည်းငယ်မြင့်ငယ်ချောင်းငယ်များအနည်းတွင်နေထိုင်ကြသူများအနည်းနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နဲ့ပြည်တွင်ရေချောင်းသွားလာရေးလေချောင်းပြန်တန်းရေးနဲ့ဆေ မ်းမြောင်တတမန်များအနေနဲ့လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်မိုးစလာကအတိပေးထားပါသည်။